for dice sport ဆိုတာအဝါရောင်ဖြူရောင်ဖူတတိလေးတွေအစုလိုက်ဒီနှက်ခမ်းနဲ့ပဇောင်အတွင်းဘက်မှာတွေ့ရတဲ့အစီကလန်းလေးတွေဖြစ်ပါတယ်။ဒါကလူတိုင်းမှာနည်းနည်းများရှိတတ်ပါတယ်။ဒီ for dice sport တွေတွေအမွေးကလေးကပါလာတယ်။ဒါပေမဲ့သူကအပြူပေါ်လူပြူပေါ်ဝင်တဲ့အချိန်ဟော်မုန်းပြောင်းလဲဖြစ်တဲ့အချိန်တွေမှာနည်းငယ်ကြီးလာတာအရေအတွက်များလာတာတွေ့ရတယ်။ တချို့လူတွေမှာဒီထက်ပုံများတဲ့အတွက်ပုံမတိတာနေတာဗောနော်တချို့တွေကြတော့လေအပေါ်ရန်အရေးပြားပါတဲ့လူတွေမှာပုံတိတာတွေ့ရတယ်ပေါ်တိုင်းစပေါ်တွေကဒါယောဂတခု မဟုတ်ဘူးကုဆက်ယောဂလည်းမဟုတ်တဲ့အတွက်ဒါကကုတာဖို့မလိုပါဘူးတချို့လူတွေမှာတိတိတတထင်ရှားတွေ့ရတယ်တချို့လူတွေမှာတိတိတတထင်ရှားတာမရှိဘူးဒီအဖို့တွေများသောအားဖြင့်နှကန်တဝိုက်သို့မဟုတ်လိန်ငါတဝိုက်မှလည်းရှိတတ်ပါတယ် ီကျွန်းနုံနဲ့အခြားသောလိမ္မာတဆင်ကူးဆက်တဲ့ယောဂတွေနဲ့မှာယွင်းပြီးတော့ခဏခဏလာရောက်ပြသကြပါတယ်။ဒါမှမဟုတ်တချို့ကလည်းအစီကလန်းနေဆိုတာသိတယ်။သို့တော့ကြည်ရဆိုလို့ဆိုပြီးတော့ဖယ်ပြစ်ချင်လို့ဆိုပြီးတော့လာပြကြပါတယ်။ဒီဖူလေးတွေကပုံမှန်ခန္ဓာကိုယ်မှာရှိတဲ့အရေးပြအောက်ဘက်မှာတွေ့ရတဲ့အစီကလန်းအသေးစားလေးတွေဖြစ်ပါတယ်။သူတို့ကတကယ်တော့မရှိမဖြစ်တော့လိုအပ်တဲ့အရေးပြ၆တွဲမှုမရှိအောင် အစီထုတ်ပေးတာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်အကြောင်းအကြောင်းကြောင့်ဖယ်ရှားခြင်းလည်းဆိုလို့ရှင်နီလန်းနေတော့ရှိတယ်။လိန်စီတချို့ရှိတယ်။တောက်စီတချို့ရှိတယ်။သို့တော်ဒါတွေကတော့လိန်နေတုံးတက်တာမယ်တောက်နေတုံးတက်တာမယ်။တကယ်၍ permanent ပေါ့နော်။ဒီအစီဘူးတွေကိုလုံးဝပြန်မဖြစ်အောင်အမြင့်ဖြတ်ဖြောက်ကင်းပျောက်ကင်းအောင်လုပ်ခြင်းလည်းဆိုလို့ရှင်တော့ဒီလေဆာကုထုံးနေလို့ပြီးတော့ဖယ်ရှားပြစ်လို့ရတယ်။ဒါပေမဲ့တတိထားမှာတခုကဒီလိုဖယ်ရှားတဲ့အခါမှာ နောက်ဆက်တွဲတွေဖြစ်တတ်ပါတယ်။ဥမာမတော်တဆတာတွေကပြန်ဖြစ်တတ်တာသို့မဟုတ်ပိုးဝင်တာသို့မဟုတ်ဒီနားမှာအနေရွတ်ကြီးကြီးမားမားဆူဆူရွရွတွေဖြစ်နိုင်တဲ့အတွက်ကြောင့်ဒါတွေကိုဖယ်ရှားဖို့စဉ်းစားနေရဆိုရင်တော့ဆရာဝန်နဲ့တရားတိုင်ပင်ပြီးမှတင့်တော်ရင်ဒီလမ်းကိုရွေးချယ်တင်ပါတယ်။အကယ်၍တင်းအတွက်အနှောက်အယှက်မဖြစ်ဘူးဆိုရင်တော့ဒီစီကလန်လေးတွေဖိုတိုက်စပော့တွေကအန်ဒီယမရှိတဲ့အတွက်ဘာကူတာမှုမှလောက်ချင်မလို့ပါဘူးခင်ဗျ။